ရေရှည်မှာလူအများရဲ့ကြင်ရဲမှုခံရပြီးအပယ်ခံရတတ်တယ်။အချိန်အဝါရှိသူအဖြစ်ဆက်ဆံခံရအောင်အချိန်အဝါအလိုက်အနည်းအထိုင်ပြုမှုပြောဆိုတတ်ရမယ်။လူမှုအစဉ်အတိုင်းအလိုက်စိတ်နေစိတ်ခံပြောင်းလဲနိုင်ရမယ်။ဘယင်းလူနေတတ်မှဘယင်းလူဆက်ဆံခံရမယ်။ဩဇာအာဏာအချိန်အဝါရှိသလောက်ယုံကြည်မှုအပြည့်နဲ့နေတတ်ရမယ်။တရဖူကြောင့်ခေါင်းခဲတာမျိုးမဖြစ်စေနဲ့။ခေါင်းရှိလို့တရဖူဆိုတာဖြစ်လာတယ်လို့မျိုးဂုံအလိုက် ဂုံမြအောင်နေထိုင်ကြင်ကြံပြုမှုပါပြီးရတဲ့ပညာရှင်မြောက်လူလိန်တွေမှာလှိဝတ်ချက်တခုရှိတယ်အဲ့ဒါကလိန်ပြောမဲ့မှုသာအပေါ်လိန်ခံရမဲ့လူလို့အပြည့်အဝယုံကြည်စိတ်ထားခြင်းပဲဖြစ်တယ်ကိုယ်တိုင်ကယုံကြည်ထားတယ်လို့မျိုးနှလုံးသွင်းထားနိုင်တာကြောင့်သူများအပေါ်လိန်တဲ့နေရာမှာပြီးရတည်တတ်ပြီးယုံကြည်စရာ ကောင်းသွားနိုင်တာဖြစ်တယ် Friedrich Nietzsche 1844 1900မွေးကင်းစအရွယ်ကစလို့အတိညာဉ်ဖွင့်ပြိုးစားပြုတဲ့အရွယ်အထိကလေးတွေအနေနဲ့မျော်ကိုချက်တောင်းဆိုချက် ဖြည့်စည်ချက်စသဖြင့်ရနိုင်သမျှတာယာမှုတွေကိုကြီးကြပြီးတော့ပဲဖြစ်စေပတ်ချွဲနှစ်ချွဲနဲ့ခိုကပ်ပြီးတော့ပဲဖြစ်စေဘဝတစ်ခုစတင်ခဲ့ကြတယ်အဲ့ဒီနောက်ဝါသနာပါရာ စိတ်အလိုအလိုက်လူမှုလူနေမှုဘဝအနေအထားအလိုက် ရွေးချယ်ရတဲ့အသိပညာအတတ်ပညာများစွာကိုလေ့လာစီးပူးခဲ့ကြပြီး တတ်မွေးမှုဘဝတစ်ခုနဲ့လူမှုအတိုင်အမျိုးအတွင်းလူတွေကလူဖြစ်အောင်ထပ်မံစ조사ရုန်းကန်ကြရတဲ့ဒါပေမဲ့အသက်ကြီးပြင်းလာတာနဲ့အပြကြုံတွေ့ခဲ့ရတဲ့ဘဝအတွေ့အကြုံများစွာနဲ့ကြရှုံးမှုတွေရဲ့လောင်းရိပ်တွေကြောင့်အချိန်နဲ့အမျှစိတ်ပင်ပန်းဆင်းရဲကြရပါတယ်ခက်ခဲချမ်းသာတဲ့လောကသဘာဝကြီးရဲ့ဖိနှိပ်မှုများစွာကြောင့်ဘဝမှာရလာနိုင်မဲ့တာယာမှုတွေအပေါ်အတိုင်းအတာထားပြီးတော့မှပဲမျောလင့်ရဲကြတော့လေပို့ပြီးတော့မဖြစ်နိုင်တော့ဘူး ီထက်မထူးမသာနိုင်တော့ဘူးဆိုတဲ့တဖက်ပိတ်အမြင်နဲ့စိတ်အကြီးကျသွားကြရတယ်။ဦးငိုက်ဒူးဆိုင်သွားတဲ့အနေအထားလေးရောက်သွားရောတာမန်ဖြစ်ရိုးဖြစ်စဉ်ဘဝစိန်ခုံမှုတွေကိုတော့ရင်ဆိုင်မှုရာစိတ်ကွန်အားလူခွန်အားမလုံလောက်တယ်လို့တိမ်ငယ်မှုများစွာနဲ့အရှုံးသမားဘဝမှာခြေနဲ့နိုင်အောင်ကြိုးစားနေထိုင်မှုပဲအာတန်သွားကြရပြန်ပါတယ်။အဲ့ဒီလိုဘဝပြဿနာပြိပခါတွေကိုဖြေရှင်းနိုင်မှုတစ်ခုတည်းတော့နီးလန်းက ကြုံမှုတွေနဲ့စိန်ခေါ်မှုတွေအပေါ်ရှုမြင်မှုပြောင်းလဲဖို့ပါပဲ။ငယ်စဉ်ကလေးဘဝကမျော်ကိုးစိတ်ကြီးခဲ့တယ်လို့ဘာကိုမဆိုဖြစ်စေလိုစိတ်ရှိခဲ့တဲ့အတိုင်းငယ်စိတ်ကိုပဲအခြေခံပြီးဘဝအကြောင်းကောင်းလာဖို့နဲ့တိုးတက်ရေးအမြင်တွေထွက်ပေါ်လာအောင်ပြန်ပြောင်းတွေးခေါ်ခံယူနိုင်မှုမဖြစ်မနေလိုအပ်ပါလေ။အဲ့ဒီလိုပြောင်းလဲတွေးခေါ်နိုင်ဖို့အတွက်အောင်စိတ်နိုင်စိတ်တရဖူစိတ်ခံယူချက်အပြည့်နဲ့အရပေါ်ဆောင်နိုင်ရပါမယ်။တရဖူစိတ်ဆိုတာကခံယူချက်အတိုင်း ဖျင်းမြောက်လူစိတ်ကိုစိုးလို့တာပါကောင်းတာတွေဖြစ်လာနိုင်တယ်လို့ခံယူထားတဲ့အတိုင်းမဖြစ်ဖြစ်အောင်လုပ်ပြီးကောင်းကျိုးရလဒ်တွေဖြစ်ထွန်းအောင် ကြိုးစားတက်တဲ့စိတ်ခွန်အားစိတ်တက်တိမျိုးဖြစ်ပါတယ်ဒီလိုစိတ်နေစိတ်ခံကောင်းရှိနေခြင်းကဖုံးတကူကြီးတဲ့မင်းဘရင်တွေရဲ့ဥကောင်းထက်ကတရဖူလိုပဲအချိန်အဝါနဲ့အမြဲလိုလိုတောက်ပနိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုအချိန်အဝါမျိုးကိုကိုပေါဝန်းကျင်မှာဖျက်ချက်ထားနိုင်ရင် ယုံကြည်မှုအပြည့်နဲ့ဘာကိုမဆိုလှုပ်ရဲမှဖြစ်တယ်လို့ကြာရှုံးမှုကိုတော့မအောင်မြင်သေးတဲ့လှုပ်နီးကင်နီးအဖြစ်နှလုံးသွင်းပြောင်းလဲတွေးခေါ်နိုင်ပါလိမ့်မယ်။တမိုင်းတစ်ချောင်းငယ်ဘဝမွေကန်အကောင်းမလှခဲ့ကြတဲ့တမိုင်းတစ်ချောင်းငယ်ဘဝမွေကန်အကြောင်းမလှခဲ့ကြတဲ့ Byzantine ဘုရင်မတီယိုဒိုရာ Christopher Columbus Louis van van Beethoven Benjamin ဒစ်ဒရေးလီတို့ဆိုရင်တရဖူစိမ့်နဲ့အထူးစ조사ကျင့်ကြံနေထိုင်ခဲ့ကြလို့ထူးခဲပြောင်မြောက်တဲ့ဘဝမျိုးရနိုင်ခဲ့ကြတာဖြစ်ပါတယ်။တင်ငယ်စိတ်ကိုဖိနှိပ်ပြီးကိုဖြစ်ကျင်တဲ့ဘဝမျိုးရောက်နေတယ်လို့မျိုးကိုကိုကိုလက်ခံနိုင်အောင်အယုံစိတ်သွင်းရပါမယ်။ဘယင်လိုနေတတ်မှဘယင်လိုဆက်ဆံခံရမှာပါ။ဒီအချက်ကိုသူတို့နားလည်ခဲ့ကြလို့သာနှလုံးသွင်းမှန်ကန်မှုရဲ့အကျိုးဆက်တွေခံစားခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ ။တရဖူစိတ်ကကိုကိုလူအများနဲ့အလန်းကွာသွားအောင်လှုပ်ပါလိမ့်မယ်။ဒါကလည်းကိုစိတ်နဲ့ကိုဖြစ်တဲ့အတွက်အောက်ခြေမလွတ်အောင်ကိုကိုကိုထိမ့်ညိပါ။ကိုဖြစ်ခြင်းတဲ့အတိုင်းဘဝပုံဖော်ပါ။ပုံဖော်ထားတဲ့အတိုင်းကိုအနီးပတ်ဝန်းကျင်ကိုကိုရဲ့အစွမ်းအစတွေထုတ်ပြပြီးအထင်ကြီးလက်ခံမှုရယူပါ။ဟန်ဆောင်လှုပ်ပြတဲ့အယုံစိတ်ဟန်ဆောင်လှုပ်ပြတဲ့အယုံစိတ်တွင်လက်တွေတက်တည်ပြတာမျိုးကမတူပါဘူးကျွမ်းကျင်ပိုင်နိုင်မှုရှိအောင်စူးစမ်းလေ့ကျင့်တင်ယူပြီ လက်တွေ့တက်တေပြတာမျိုးဖြစ်ပါတယ်အစစ်အတန်းရှိတဲ့လူနေမှုဘဝမျိုးနဲ့ရှင်တန်ခြင်းမှတော့အစစ်အတန်းရှိတဲ့အလုံးလုံးပြီးဘဝတိုးတက်မှုလေကားကိုတဆင့်ချင်းတက်သွားပါ ခုံပြန်ကြော်လှော့တက်သွားလို့လုံးဝမရပါဘူးအထက်တန်းစားလို့မော်ကြောအောင်နေတက်ရမယ်ဆိုတိုင်းအထက်တန်းစားလို့မော်ကြောအောင်နေတက်ရမယ်လို့ဆိုတိုင်းမောက်မာဖို့ပြောတာလုံးဝမဟုတ်ပါဘူးမောက်မာတာကလူကုန်တယ်တွေရဲ့ဝတီလို့ထင်ရပေမဲ့ အမှန်တော့လူထက်ကလူတွေရဲ့မလုံစိတ်ကြောင့်တုတ်ပြန်မိတက်ကြတဲ့အကျင့်ဆိုးတာဖြစ်ပါတယ်။မောက်မာခြင်းဟာအစဉ်အတန်းမရှိတဲ့စိတ်အမှုအကျင့်ဖြစ်ပါတယ်။ဂုံတိတ်ခါဆိုတာက ခက်ခဲတဲ့ဘဝအတွေ့အကြုံတွေကနေရယူရတဲ့စုလက်မျိုးဖြစ်ပါတယ်။ထူးကဲပြောင်မြောက်တဲ့ဂုံတိတ်ခါမျိုးရခြင်းရင်ထူးကဲပြောင်မြောက်တဲ့ဘဝအတွေ့အကြုံကိုရှာဖွေပြီးကိုယ်စွမ်းဆောင်ရည်အလိုက်ထိုက်တန်တဲ့ဂုံဒူးဝိတီတာတွေကိုရရှိပိုင်ဆိုင်နိုင်မှာပါ။လူနေမှုဘဝအစဉ်အတန်းဆိုတာကအလွယ်တကူရနိုင်တယ်ဆိုပေမဲ့ ဂုံတိတ်ခါကတော့ပေးဆက်မှုမရှိပဲမရနိုင်ပါဘူး။ကြီးကျယ်တဲ့ရန်သူကိုရွေးချယ်ပြီးဒန်းသူရှင်ပြန်ရဲမှထူးကဲတဲ့ဂုံလူတွေရနိုင်မှာဖြစ်ပါတယ်။တမာချန်းစာလာလူဘလူးကြီးဂေါရက်နဲ့လူငယ်လေးဒါဝိဒ်ပုံမြင်ဇလန်းလိုပါပဲရန်သူအရွေးတော်မှာအခုအနေအထားတည်တာမှာဖြစ်ပါတယ်။ဘယ်တော့ပဲထူးချုံပြောင်ပြောင်တဲ့အရေးအချင်းတွေရှိနေပါစေ။အဲ့ဒီအရေးအချွေးတွေကိုအသုံးဖြပြပြီးလူတိထင်ရှားအောင်လှုပ်လို့မရတဲ့၍ ဘယ်သူမှတန်ဖိုးထားမှာမဟုတ်တလို့ဘယ်တော့မှတန်ဖိုးရှိလာမှာမဟုတ်ပါဘူးပါရမီရှင်ဆိုတာတက်မြောက်ကျွမ်းကျင်ယုံနဲ့မဖြစ်နိုင်ပါဘူးပါရမီရှင်ဖြစ်ကြောင်းကိုပါရမီတွေကိုအကဲဖြတ်သုံးသပ်ပေးနိုင်တဲ့လူထက်ကလူတွေရှိမှအစွမ်းအစားထုတ်ပြနိုင်မှာဖြစ်နိုင်တာပါကိုလံဘတ်အနေနဲ့အိန္ဒိယရှားပုံတော်ပင်လယ်ခရီးစဉ်တဲ့အတွက်စပွန်ဆာစပွန်ဆာရှာခဲ့တယ်လို့ပဲ ကိုသာတကယ်ပဲထူးချုံပြောင်ပြောင်နေရင်ကို့အရေးချင်းနဲ့ဒန်းနူညီနိုင်မဲ့သို့မဟုတ်ကို့တံမိုးကိုတိနိုင်မဲ့ပုပ်ကိုရေစီတာချီကပ်ပါတံမိုးမတိတဲ့သူကိုတံမိုးရှိတဲ့အရာသွားပြနေလို့အကျိုးမရှိပါဘူးမိုင်မဲရကြပါတယ်ဒါကြောင့်လူထက်ကလူဖြစ်ခြင်းရင် လူထက်ကလူလူနေတက်ထိုင်တက်ပါစေလူထက်ကလူလူအချိုးနဲ့တမန်လူတွေအကြလူမြင်ကက်ခံရအောင်မနေမိပါစေနဲ့ဉာဏ်ရှင်ပြီးနေတက်ရမယ်နောက်ထပ်မဖြစ်မနေမှတ်ထားရမယ့်အချက်က လူထက်ကလူတွေနဲ့တန်းနူဂုံနူးခံဖြစ်ခြင်းရင်အပေးအယူလုတ်တက်ရမယ်။ကိုနဲ့ပေါင်းသင်းဆက်ဆံတဲ့လူရဲ့ဂုံအစစ်အတန်းအလိုက်တစုလက်ဆောင်ပေးကမ်းမှာအဖိုးထိုက်တန်နဲ့လက်ဆောင်ပေးကမ်းခြင်းဟာနှစ်ဦးနှစ်ဖက်အစစ်အတန်းတူညီတယ်လို့မျိုး တန်းညှိပြီးတာဖြစ်ပါတယ်။စီးပွားရေးသဘောထားလိုမျိုးတစ်ခုပေးတစ်ခုယူမဖြစ်ပါစေနဲ့။ရဲရုံးမှုကိုတည်တောင်းအောင်လက်ဆောင်ပေးခြင်းဟာတောင်းစုတစ်ခုအတွက်ရစ်စတေးတာမျိုးနဲ့တူပါတယ်။ ရေကောင်ရဲ့တံမိုးအလိုက်နတ်ဖရာရဲ့ကောင်းကြီးချီးမြှင့်ခံရတယ်လို့ဖြစ်ပါတယ်လူတံမိုးဆိုတာက သူများဆုံးဖြတ်ပေးလို့မရပါဘူးကိုယ်တိုင်ကြီးဖြတ်ရတာပါနည်းနည်းပဲတောင်းမှတော့နည်းနည်းပဲရပါလိမ့်မယ်အများကြီးတောင်းပြန်လဲဓမြတိုက်တယ်လို့ဖြစ်သွားပြီးတထည့်အဖြစ်တင်ခံရမယ်အစားတကူးလို့မြင်သွားနိုင်ပါတယ်ယုံကြည်မှုရှိရှိတန်ဖိုးဖြစ်ပါကိုနဲ့ထိုက်တန်တာကိုကိုယ်တိုင်သိပြီးသားပါသူများပြောလို့သိတာမျိုးဆိုရင်တန်ဖိုးမရှိသေးလို့ပါပဲ အနေကောင်းမှဘဝကောင်းမယ်အနေမတက်ရင်ဖင်အရွေးလောက်နဲ့ဘဝပြတ်သွားနိုင်တာကိုသတိချက်ပါဘယင်းလိုနေတက်ရင်ဘယင်းလိုဆက်ဆံခံရပါလိမ့်မယ်ဘယင်းလိုနေပြီးဘယင်းလိုမပေးကံမစွန့်ကျဲမပေးဆက်နိုင်ရင်တော့တရောင်းစားတော့တော့အဖက်လောက်ခံရမှာမဟုတ်ပါဘူးလူမြင်ကက်အောင်မနေပါနဲ့ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြမယ်စာအုပ်လေးကတော့ Foreign Law of Power အာနာဇက်အပိုင်း7ပဲဖြစ်ပါတယ် နီးဥပဒေဒါ35အချိန်ကိုသိပါသဘောတရားဘယ်တော့မှမလုံးနဲ့အလောကြီးပုံပေါက်နေခြင်းကကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းမရှိကြောင်းပြတာနေသလိုပါပဲစိတ်ရှိပါဘာရီဘလူပဲဖြစ်ဖြစ်အချိန်တန်ဖြစ်တဲ့နာတွေဖြစ်လာမှာပဲဆိုပြီးတော့လုံးနေလဲမထူးတဲ့စိတ်မျိုးမွေးမြူနိုင်ရမယ်ချိန်သားကိုက်လုတ်တက်ကင်တက်သူဖြစ်ပါစေအခြေအနေအချိန်အခက်အတန့်ကွက်တီအကျိုးအမြတ်ရှိအောင်ဖန်တက်ကြံတက်ရမယ် အချိန်ကိုတည်သူဟာအာနာရှိသူပဲဖြစ်တယ်။မရင်မဲ့သေးခင်မကူးမစွပဲစောက်ဆိုင်နိုင်ရမယ်။ရင်မဲ့သွားရင်တော့သူများထက်အရင်လက်ဦးမှုရယူနိုင်သူဖြစ်ရမယ်။အချိန်ရှိသူတိုင်းအချိန်အဝါရှိသူတိုင်းအချိန်လေးစားပြီးအချိန်ကိုတည်ကြတယ်။အချိန်ဆိုတာကအစမရှိအဆုံးမဲတဲ့စကြဝဠာကြီးကို လူသားတွေရဲ့အသိပညာအရဉာဏ်မီတဲ့လောက်လူသားဆောင်ဖန်ပြီးတွေးခေါ်ထားတဲ့အယူအဆဖြစ်ပါတယ်။ အချိန်ဆိုတဲ့အယူအဆဆိုတာကဗန်နီတီစောက်ထားတဲ့တွေးကုံမှုမျိုးဖြစ်တဲ့အတွက်လူသားပိသားစွာလှည့်ပတ်ကစားလို့ရနိုင်တယ်ခလေးသူငယ်အတွက်အချိန်ဆိုတာကအင်မတန်ရှည်လျားပြီးနှီးကွေးပေမဲ့လူကြီးတွေအတွက်အချိန်ဆိုတာအင်မတန်တိအင်မတန်လင်းမြန်တဲ့အရာဖြစ်ပါတယ်ဒီအချက်ကို သုံးသပ်ခြင်းအပြင်အချိန်ဆိုတာကတွေးကုံမျှော်မြင်နိုင်စွာအပေါ်မူတည်ပြီးမြင်နိုင်တဲ့အတိုင်းအတာလျောက်အချိန်ရဲ့အလုံးလုံးပုံကကွဲပြားပါတယ် စင်ဘွားတွေးခေါ်လို့ရနိုင်သေးတာက အချိန်ဆိုတာရှုမြင်ပုံပြောင်းလဲခြင်းအဖြစ်အလုံးလုံးပုံကွာခြားနိုင်ပါတယ်ဒီအချက်တွေကိုသိပြီးဆိုရင် အခြေခံအဖြစ်အချိန်ကိုနားလည်နိုင်စွမ်းရှိပြီးဖြစ်ပါတယ်လူတိုင်းမလွဲမသွေရင်ဆိုင်ရမယ့်အချိန်၃မျိုးရှိပါတယ်အဲ့ဒီအချိန်တွေမှာမတူညီတဲ့ပြဿနာပရိပခတ်တရောက်မှုတွေရှိတယ်လို့ဖြည့်ရှင်းလို့ရနိုင်တဲ့ဤမဟာဗျူဟာတွေတည်တံ့စီရှိကြတဲ့အတွက်စနစ်တကျလေ့ကျင့်ထားမယ်ဆိုရင်အချိန်ကနေတစ်စက် ကိုကျိုးယူနိုင်အောင်မှာဖြစ်ပါတယ်။အချိန်သုံးမျိုးရှိတဲ့အနက်ပထမဆုံးသောအချိန်အမျိုးအစားကအဆုံးမဲတဲ့အချိန်ဖြစ်ပါတယ်။အစရှိပေမဲ့ဘယ်ချိန်ရောက်မှအဆုံးသက်သွားမယ်မသိနိုင်တဲ့အတွက်စိတ်ရှည်မှုစိတ်အားထက်သန်မှုတွေနဲ့အခါအခွင့်ကိုစောင့်ဆိုင်းနိုင်ရင်အကျိုးများစွာဖြစ်ထွန်းစေနိုင်တဲ့အချိန်မျိုးဖြစ်ပါတယ်။ဒုတိယအမျိုးအစားဖြစ်တဲ့အချိန်ကတော့အခါအခွင့်အချိန်ဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်အခါအခွင့်ကြားရောက်လာပြီးအကျိုးဖြစ်ထွန်းအောင်မဖြစ်မနေအခွင့်ကောင်းယူရတဲ့အချိန် အချိန်တို့အခိုက်အတန့်မျိုးဖြစ်ပါတယ်။ဖိအားပေးမှုတင်းကျပ်မှုအကန့်အသတ်တွေပါရှိတဲ့အတွက်လက်နက်အဖြစ်အသုံးချနိုင်တယ်လို့ရန်သူအပေါ်ချိန်ခိုက်ကွက်တိဖြစ်မှုနဲ့ကြံဖန်ပြီးတွင်စင်လို့ရနိုင်ပါတယ်။တတိယအမျိုးအစားဖြစ်တဲ့အချိန်ကတော့အစုံသက်အချိန်ဖြစ်ပါတယ်။နောက်ဆုံးပိတ်အချိန်မျိုးဖြစ်တဲ့အတွက်အခွင့်ကောင်းကိုအကောင်းဆုံးအသုံးချရမယ့်အချိန်မျိုးဖြစ်ပါတယ်။ပြည့်ပြတ်ပိုင်နိုင်အောင်ကြံဖန်ရမယ့်အချိန်မျိုးဖြစ်ပါတယ်။ အချိန်ပြီးစောက်ဆိုင်ခဲ့ပြီးအခါအခွင့်ရောက်လာလို့ပြီးပြတ်သွားအောင်စောက်ဆိုင်မနေတော့ပဲလုံးစရာရှိတာကိုချက်ချင်းလုပ်ကိုလုပ်ရမယ့်အချိန်မျိုးဖြစ်ပါတယ်အဆုံးမဲတဲ့အချိန်ကြောက်လို့ပဲဖြစ်ဖြစ်စိတ်မရှိရောလို့ပဲဖြစ်ဖြစ်လှုပ်လက်စားအလုပ်ကိုဆက်မလုပ်ပဲရပ်ပစ်လိုက်ရင်ပြဿနာတွေအများကြီးပေါ်လာနိုင်ပါတယ်အချိန်တို့အတွင်းပြီးပြတ်ရမယ့်အစားပြီးကျင်စိတ်ဇောကြီးမိသွားပြီးလောမိလိုက်လို့ပြဿနာတွေဖြေရှင်းနေရတာနဲ့တဲ့အချိန်တွေပိုကြာမြင့်သွားတတ်တယ် အလောတကြီးလောက်တာက အလုတ်တွေကိုအလင်းအမြန်ပီးစီးနေပီးစီးနေနိုင်တယ်ဆိုပေမဲ့အချောင်းတစ်ခုမဟုတ်တစ်ခုကြောင့်ပြဿနာတွေအရှုပ်အထွေးတွေပေါ်ကိုပေါ်လာတတ်တယ်မပြီးနိုင်တော့တဲ့အရှုပ်တွေကိုရှင်းနေရတာနဲ့တင်လောလိုက်ရကြုံမနှက်တော့ဘူးဒါကြောင့်အလောကြီးတာကအကျိုးလုံးဝမရှိပါဘူးအချိန်ဆိုတာယူတဲ့ရအတုံးချလို့ရတာတွေ အချိန်ဆိုတာယူတက်ရအသုံးချလို့ရတာတွေအများကြီးပါပဲဒါကြောင့်အချိန်ကိုကောင်းကောင်းအသုံးမချတတ်ရင်တော့အသုံးမချတဲ့အပြစ်နဲ့နောက်ဆက်တွဲအဆိုးကျိုးရလဒ်တွေကိုမပြီးနိုင်မစည်းနိုင် ဖြေရှင်းရတတ်ပါတယ်တခါတလေမှာဘာမှမလုပ်ပဲစောင့်နေုံနဲ့ကိစ္စတွေကိုဖြေရှင်းလို့ရတယ်သူ့အချိန်နဲ့သူအချိန်အတန်အရာအလုံးအစဉ်ပြေချောသွားပြီးအခွင့်အကောင်းတွေရတတ်သေးတယ်အချိန်ဆွဲတိုင်းအချိန်ပုံမရပါဘူးစိတ်ရှိခြင်းကအချိန်ရဲ့အတော့ချက်ဖြစ်ပါတယ် အကန့်အသတ်မရှိတဲ့အချိန်ပဲဖြစ်နေပါစေအတိုင်းအတာမရှိတိုင်းအချိန်ယူလုံယုံနဲ့အရေးကိစ္စတွေပြီးပြတ်မသွားနိုင်ပါဘူးဘယ်ကိစ္စပဲဖြစ်ဖြစ်သူ့အချိန်နဲ့သူသူ့အကြောင်းနဲ့သူဖြစ်တာကြောင့်အချိန်တန်မလုပ်ပါအချိန်ကိုတိအောင်ကြည့်ပါဘယ်အရာမှခုနေချက်ချင်းဖြစ်အောင်လုပ်လို့မရပါဘူးသူခဲကောင်းပုံနဲ့အရာမှန်သမျှအချိန်ယူရပါတယ်အောင်မြင်မှုဆိုတာအချိန်များစွာပေးပြီးတော့တိဆောက်ရတဲ့အရာပါ ချက်ချင်းလက်ငင်းလှုပ်လို့ရတဲ့အရာဆိုလို့ဆုံရှုံခြင်းနဲ့ပျက်စီးခြင်းပဲဖြစ်ပါတယ်။အချိန်နဲ့ပတ်သက်လာရင်စိတ်ရှည်တက်အောင်လေ့ကျင့်ပါ။အခါအခွင့်ကိုစောက်ပါ။အချိန်မတန်သေးသူ၏ဘာမှဖြစ်မလာပါဘူး။လောယုံနဲ့ဖြစ်မလာနိုင်တာကိုလက်ခံပါ။အခါအခွင့်အချိန်အချိန်ကိုအသုံးချတတ်သူဟာအခါအခွင့်ငောင်းကိုကြံဖန်နိုင်စွမ်းရှိပါတယ်။အခြေအနေအလိုက်ဖိအားဒုံအားတွေနဲ့ကိုလိုချင်တဲ့အခွင့်အလန်းကောင်းတွေကိုဖန်ယူတက်ရပါတယ်။ ရန်သူတို့မဟုတ်ပြိုင်ပဲပြိုင်ဘက်တွေကိုအခါအခွင့်ပေးသလိုမျိုးဆွဲပြီးဘဲဘက်ဖြစ်ဖြစ်ကိုဂျိုးသာရှေ့ရှုတဲ့ရွေးချယ်ခွင့်နေနဲ့မြားရပါတယ်အချိန်ကိုစောင့်နိုင်ရင်အခွင့်ကောင်းရနိုင်ပါတယ်ဒါပေမဲ့ကိုတိုင်ကအချိန်ပေးပြီးလူတွေကိုစောက်ခိုင်းတက်ရင်တော့အခွင့်ကောင်းမက အချိုးကောင်းတွေပါရနိုင်ပါတယ်ဘယ်တော့မှလွယ်လွင့်တကူမပေးပါနဲ့အချိန်ဆွဲပြီးစောက်ပါအချိန်ကကိုယ့်အပေါ်ထိန်းချုပ်နေတာမဟုတ်တော့ဘဲ လူတွေရဲ့အချိန်ကိုကိုယ်တိုင်ကထိန်းချုပ်နိုင်ပြီးဆိုရင်အချိန်ဆွဲပြီးလူတွေရဲ့စိတ်အလိုကိုစိတ်ကြိုက်ကိုင်းတွဲပါရန်သူရဲ့အချိန်ကိုကြားဖြတ်လူယူပါရန်သူကိုဘယ်တော့မှချိန်ကိုက်ဖြစ်ခွင့်မပေးရပါဘူးကိုယ့်ဘက်ကသာကြိုးအားလုံးကိုကိုင်းတွဲနေသူဖြစ်ပါစေအချိန်ကိုသိပြီးအချိန်ကိုကစားတက်ရင်လူပေါ်ကလူလိုမျိုးအချိန်အဝါကြီးသူဖြစ်နေပါပြီအစုံအသက်အချိန်ချိန်သားညှိနိုင်တဲ့အချိန်ကစားတက်မှုချိန်ကိုက်ဖန်နိုင်တဲ့ အချိန်ကစားတက်မှုတွေတဲ့တာလွန်ထူးခဲ့တဲ့အခွင့်ခေါင်းမျိုးမရှိတော့ပါဘူး။ကိုလိုချင်းနဲ့အချိုးအမြတ်အားလုံးကိုတနွေငင်းဒဇင်းပါဖန်နီးရယူလို့ဖြစ်နိုင်ပါတယ်။တနည်းအားဖြင့်ပြောရရင် အချိန်ကိုစီမံတက်ခြင်းဟာဘုံတကူရှိနေခြင်းမျိုးပါပဲ။ရန်သူအပေါ်ချိန်ကတိုက်ခိုက်နိုင်အောင်စီမံတက်ခြင်းကိုကြိုးရယူနိုင်မှု အချိန်ကကြံဖန်နိုင်ခြင်းနောက်ဆုံးပေးအချိန်ရောက်မှဝက်ဖဲထုတ်ပြီးအနိုင်ပိုင်းခြင်းစသဖြင့်အချိန်ကိုလိုအပ်သလို အနည်းနဲ့အမြန်အစဉ်စသဖြင့်ဂိုင်းတွင်နိုင်မှသာ ထူးကဲပြောင်မြောက်တဲ့ဩဇာအာဏာရှိသူအရှိန်အဝါကြီးသူဖြစ်နိုင်မှာဖြစ်ပါတယ်။သူမတူထူးကဲသူဖုံးတကူကြီးသူဖြစ်ခြင်းရဲ့အချိန်ကိုသိပါ အချိန်နဲ့အလျင်ကိုပါနှော့စွာကစားပါရန်သူကိုအချိန်မပေးပါနဲ့ရန်သူရဲ့ရွှေကွက်လှုပ်ရှားမှုတွေအားလုံးကကိုယ့်ဘက်ကပေးထားတဲ့အချိန်တို့အတွင်လောက်ကန်ရတယ်လို့မျိုးအနေအထားရအောင်ကြံဖန်ပါတိုက်ပြီးဆိုတော့မှအနိုင်ပိုင်းနိုင်တာတေချာမှအခွင့်ကောင်းဖန်ပြီးပြပြအောင်တိုက်ပါ လောလဲမလောနဲ့စောလဲမစောမိစေနဲ့ချိန်ကိုက်ပြအောင်အချိန်တိတူဖြစ်ပါစေ။နေဥပဒေသား36မတိကျင်အောင်စောင်းပါ။သဘောတရားအရေးမပါတဲ့ပြဿနာကိုအရေးတယူလုံမရင်ရေးကြီးခွင့်ရဖြစ်သွားတတ်တယ်။ရန်သူအဘောအရေးတယူလုံပြလေလေရန်သူရဲ့အနေအထားကြီးထွားခွင့်ပေးလိုက်တယ်လို့ဖြစ်လေလေပါပဲ။အမားဆိုတာဘလောက်ပဲတင်းတော့ပါစေခြေကားမိသွားခဲ့ရင်ဖြေရှင်းလို့မရတော့အောင်ကြီးမားသွားတတ်တယ် ဒါကြောင့်တခါတလေမတိကျအောင်စောင်းနာကမှကောင်းပါသေးတယ်။မရနိုင်တာကိုလိုချင်နေတယ်ဆိုရင်မမှုတလို့မတိကျအောင်စောင်းနေလိုက်ပါ။ကိုယ်အလိုကိုမပြဘဲလှဲဝတ်ချက်ထားနိုင်လေးလေးအချိန်ဝါကြီးဝါအချိန်အချိန်အဝါကြီးဝါလေးလေးဖြစ်ပါတယ်။လိုချင်စိတ်ကမရည်ရွယ်ပဲစိုးကြိုတက်ရောက်မှုတွေများစွာဖြစ်စေတတ်ပါတယ်။တခုခုကိုလိုချင်လေးလေးအဲ့ဒီအရာကိုမရမချင်းအတင်းရယူဖို့စူးစမ်းလိုစိတ်ဖြစ်လေးလေးပါ။ လူချင်းစိတ်ကြီးလာလေလေအဲ့ဒီအရာရဲ့ဆွဲဆောင်မှုခံရလေလေဖြစ်ပါတယ်စိတ်ခံစားချက်တွေပြင်းထန်လာတာနဲ့အမျှလူချင်းစိတ်လောဘတွေကိုချုပ်တီးဖို့ခက်ခဲလေလေဖြစ်ပါတယ်အလိုလောဘကြီးတဲ့စိတ်ခုံအားကအင်မတန်စွာကြီးပါတယ်ထိန်းချုပ်ရအင်မတန်ခက်ပါတယ်ပတ်ဝန်းကျင်ကလူတွေအတွက်အမြင်ကက်စရာကောင်းပါတယ်ယုံကြောက်ဖို့လည်းကောင်းပါတယ်ချုပ်တီးရခက်တဲ့ခံစားချက်တွေကလူကိုစိတ်ခုံအားတင်းနှုတ်တယ်လို့ဖြစ်စေနိုင်ပါတယ်တံမိုးမရှိတဲ့လူလိုဖြစ်သွားစေတတ်တယ် ဆက်ဆုပ်ဖွယ်လူမျိုးဖြစ်စေတတ်ပါတယ်။လိုချင်တာဟူသမျှကိုကြောခိုင်းဆက်ကျင်တတ်တဲ့အကျင့်မျိုးမွေးမြူပါ။မကြိုက်တဲ့ပုံစံမလိုချင်တဲ့ဟန်ပန်မျိုးပေါ်လွင်အောင်တရုတ်ဆောင်ကောင်းပါစေ။ဒီလိုအမှုအကျင့်မျိုးကရန်သူတွေအတွက်အင်မတန်စိတ်ရှုပ်ဖို့ကောင်းစေနိုင်ပြီးနားလည်ရခက်ခဲစေတတ်ပါတယ်။ဖြစ်ချင်တာနဲ့လိုချင်တာတွေကိုခံပန်းလို့မရရင်ရန်သူတွေကကိုယ့်အပေါ်ဆွဲတယ်လို့မြားတယ်လို့မျိုးလှုပ်ချင်လှုပ်လာပါလိမ့်မယ်။အဆုံးစုံပြောရရင်နာကျင် ခံစားရအောင်လှဲ့ကွက်တွေတုံးပြီး ရောက်တွန်းတာမျိုးတွေတောင်လှုပ်ချင်လှုပ်ကြပါလိမ့်မယ်။ရန်သူတွေဘက်တက်တဲလှုပ်သွားပြီးကိုယ်နဲ့ပတ်သက်တာတွေအပေါ်တတန်းတတဖြစ်နေကြပြီဆိုရင်ခြေနဲ့လိုက်ပါ။သူတို့ဘက်ကဆွဲဆောင်တာမအောင်မြင်ပဲကိုယ့်ဘက်ကတစ်ဖက်လှည့်နီးနေသူတို့ရဲ့အာယုံကိုလှည့်စားနိုင်ပါပြီ။သူတို့ဘက်ကအနေရပြုတ်ခြင်းရင်တော့သူတို့အခြေအနေကကိုယ့်လက်ခုပ်တဲကရေလိုဖြစ်သွားတဲ့အတွက်စိတ်တိုင်းကျချေလဲနိုင်မှာဖြစ်ပါတယ်။မတိကျင်အောင်ဆောင်းတာမကြိုက်တယ်လို့ဟန်ဆောင်းတာမလိုချင်တယ်လို့ဟန်ပြတာတွေက မင်းဘရင်တွေကျင့်သုံးလေးရှိတဲ့အခွင့်အာဏာတစ်မျိုးပါပဲနေဘရင်လို့တမိုင်းမှာမှတ်တင်ခံထားရတဲ့ပြင်သစ်ဘရင်စုတ်ဒသမမြောက်လွိုက်ဆိုရင်အဲ့ဒီလိုမျိုးအမဲလှုပ်လေးရှိပါတယ်တကယ်လို့သူမကြိုက်တဲ့သူရှိလာရင်သူ့ရှေ့မှာရိတ်နေရင်တော့မှမရှိတဲ့လိုမျိုးဆက်ဆံတတ်ပါတယ်မျက်လုံးချင်းတော့မဆိုင်ပဲတမင်တတ်တကြီးမတိကျအောင်စောင်းတာမျိုးပါဒီလိုနီးနဲ့လဲတစ်ဖက်သားကိုအနေရခအောင်လှုပ်လို့ရပါတယ်အတိမတ်ပြူတာမျိုးမရှိပဲ မျက်နှာပြောင်တိုက်ခံရတာကိုလူတိုင်းမုန်းပါတယ်အထူးသဖြင့်အဖက်မလောက်တာမျိုးဆိုရင်စိတ်သေးပေါက်ပါတယ်လူကိုကိုတိလက်ရောက်တိုက်ခိုက်စရာမလိုပဲစိတ်အမှုအကျင့်နဲ့ပျက်စီးသွားအောင်တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်မတိကျအောင်ဆောင်းလိုက်ရုံနဲ့အချိန်အဝါတိုးမြင့်ပြီးသားဖြစ်သွားတယ်ဘောင်းသင်းဆက်ဆံရေးတွေထီးတွေ့မှုတွေကအခြေအနေအမျိုးမျိုးအလိုက်သူ့နေရာနဲ့သူအကျိုးရှိတယ်ဆိုပေမဲ့တခါတလေမှမရှိတဲ့လောက်နေပါတာကပိုကောင်းပါတယ်အဖက်လှုပ်လောက်တဲ့အစ်စ်အောင်မရှိပဲ ရန်သူကိုအရေးတယူလုပ်ပြီးဂယုစိုက်ပြနေရင်ကိုအစင်ကအဲ့ဒီရန်သူလောက်ပဲဖြစ်သွားတတ်တယ်။စင်ပေါ်ရောက်နေမှာတော့စင်အောက်ကလူတွေကိုဂယုစိုက်နေတယ်မလို့ပါဘူး။ပလင်ပေါ်မှာအနေကျမှတော့ပလင်ပေါ်မှာအနေကျနေမှာပေါ့။အနေကျနေမှာတော့ကျမ်းမြင်ကလူတွေကိုဂယုစိုက်စရာမလိုတော့ပါဘူး။မတိတလူနေပြီးလှစ်လျူထားလိုက်ခြင်းကရန်သူရဲ့အနေအထားကိုတဖက်လှည့်အနေနဲ့ခြေဖြတ်လိုက်တယ်လို့ဖြစ်သွားပြီး သူတို့ရဲ့ဖြစ်တည်မှုတည်ရှိမှုကိုအတိအမှန်မပြုတဲ့အတွက်သူတို့ကိုသဘောတဘာဝအဖြစ်ဖျက်ဆီးလိုက်တယ်လို့ပါပဲတမ်းမတူရင်ဖတ်မပြိုင်မိပါစေနဲ့အရေးမပါရင်အရေးမလုပ်ပါနဲ့ဒီနေရာမှာအထူးမှတ်ထားရမယ့်အချက်တွေကြံပါသေးတယ်ရန်သူကိုအဖတ်မလုပ်တဲ့နီးနဲ့မသိကြအောင်စောင်းပြီးဖျက်ဆီးလိုက်တိုင်းပြစ်ပယ်ထားတာမျိုးတော့မလုပ်ပါနဲ့လူသည့်ထင်ရှားအနေအထားအရာမသိကြအောင်စောင်းပြီးအများအမြင်ကိုကိုယ်ပိုင်ရအောင်လှုပ်ထားနိုင်တယ်ဆိုတိုင်း ရန်သူရဲ့အနေအထားကအောက်မှာပဲအမြဲရှိနေတော့မှာတော့မဟုတ်ပါဘူးဇန်နာပြပြီးအတနာခံပြလိုက်ရင်ကိုယ့်အပေါ်အထင်လွဲလာနိုင်ပါတယ်ဇန်နာပြတဲ့ဇက်အိမ်ကောင်းနေခဲ့ရင်လူသူရဲ့အမြင်ကိုပြောင်းလဲသွားအောင်လုပ်ဖို့မလွယ်တော့ဘူးစန့်ကျင်ဘက်တွေကြီးပဲဖြစ်လိမ့်မယ်အမားကိုဖာတေးတယ်လို့မျိုးလိုက်မလုပ်ပါနဲ့အနာအဖေးသေးသေးလေးကိုဒုတ်ထိုးပြီးအကျဲချဲ့တယ်လို့ဖြစ်သွားလိမ့်မယ်ဒီလိုပြဿနာတွေနဲ့ကြုံတွေ့လာရရင်ပထမဆုံးသောဖြေရှင်းနည်းက အဲ့ဒီပြဿနာတွေဟာကိုယ်နဲ့မဆိုင်ကြောင်းသိတော့အောင်လုပ်ပါမသိချင်းအောင်ဆောင်ပြီးပြပြထားတာတဲ့ပြဿနာကိုအတိအမှတ်ပြုတဲ့အောင်ဟန်ဆောင်ပြပြီးကိုယ်နဲ့လုံးဝမပတ်သက်တယ်လို့အကြောင်းပြချက်ကောင်းကောင်းနဲ့ညှင်းဆန်ပါပြီးရင်ပြဿနာအတွက်ဖြေရှင်းမှုနီလန်ပေးတယ်လို့လုပ်ပြီးဇန်နာသူတွေဘက်ကို လိုက်ပြပါဇန်နာသူတွေကိုစားဇန်အိမ်ကိုစွာပေးလိုက်ပါရန်သူတွေရဲ့အမားကိုပူကြီးလေးတဲ့အမားတွေဖြစ်သွားအောင်မှုေပေးပါ လူတွေရဲ့အမြင်မှာရန်သူတွေရဲ့ဇာနာမှုတွေမျက်ရည်ကန်ထိုးပြီးအမျက်ထုတ်နေသလိုဖြစ်သွားအောင် နောက်ွယ်ကနေလမ်းကျုပ်ဆက်လက်များစွာနဲ့မီးလောင်ရာလေပင့်ပေးလိုက်ပါသူတို့စင်နဲ့ကျိုးစင်ပေါ်သူတို့ကိုယ်တိုင်ပြန်တက်လိုက်ရပြီးအဆုံးတက်သွားပါလိမ့်မယ်အထူးမှတ်ထားဖို့ကမတိကျအောင်ဆောင်မှုကနေရာတိုင်းမှာအလုံးမဖြစ်ပါဘူးတိနှုတ်တဲ့အရာတွေကြီးလေးတဲ့ပြဿနာပရိပခါတွေမဖြစ်သွားအောင် အခြေအနေတွေကိုကင်တွယ်တဲ့နေရာမှာသာအသုံးချပါရစေ ရှိရင်ဆွဲပြဿနာပြိပခတွေကိုမသိကြအောင်စောင့်ပြီးလက်လျူထားရင်တော့အပူမီးကြီးတထက်ကြီးလာပါလိမ့်မယ်ပြဿနာဆိုတာကအေးဆက်နေခိုင်မှပြီးပြတ်သွားအောင် လွှင့်ပြတဲ့အနေနဲ့မသိကြအောင်စောင့်ပြီးဖြေရှင်းလိုက်ပါဘာနဲ့မှုတာအခရာကြပါတယ်အချင်းအနေအားလုံးကိုသိကြအောင်စမ်းစစ်ပြီးမှရင်ဆိုင်ဖြေရှင်းပါဒိုင်ယာဆိုတာသေးရင်သေးတယ်လို့ပျောက်ကင်းလွှဲပါတယ်အဲ့ဒါကိုရေးချီးခွင်ချဲလုပ်ပြီးစေးထဲတယ်လို့နဲ့မသွားမစွာမိပါစေနဲ့ ဒီအတိုင်းပြစ်ထားရင်ပဲပျောက်သွားပါလိမ့်မယ်မသိကြအောင်စောင်းတဲ့နီးဆိုတာကနိုင်ငံရေးလောကမှာအတုံးချမှုအများဆုံးသောပြဿနာပြိပခကိုင်တွယ်နည်းဖြစ်ပါတယ်ညင်းလို့ရရင် အပြတ်အသတ်ညင်းပါညင်းစရာ မလိုရင်ထောက်ခံပြပါထောက်ခံစရာမလိုညင်းစရာမလိုမှမသိကြအောင်စောင်းပြီးပြစ်တာထားလိုက်ပါ အချိန်တန်ရင်အနေထိုင်ပြီးရေကြည်သွားပါလိမ့်မယ်ပါးနှက်စွာကိုင်တွယ်ဖြည့်ရှင်းပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့48 law of power အာနာဆက်အပိုင်း7ဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လို့ပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sony Bo channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြစ်တာရဲ့ကံပါတယ်အားလုံးကောင်းသောလေးနေလို့ပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန်နဲ့အတွေ့အကြုံမှာကင်းဝေးပြီးတော့ကက်ကြီး၃ပါးရန်ကနေလည်းအမြန်ဆုံးကင်းလုပ်ပြီးတော့ငြိမ်းချမ်းတဲ့ဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်တဘောကြနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မြစ်တာရဲ့ကံပါတယ်ခင်ဗျာ